ငငယ်တွေကအဲ့လိုမျိုးဒီလိုငငယ်လူတွေသေးတာအဲ့လိုကြီးဖြစ်တာကိုမကြားဘူးပေါ့နော်မကြားဘူးကြုံလည်းမကြုံဘူးတော့လက်ရှိမှာပဲကျမကတုံးတက်အပေါ်မှာထိုင်နေတယ်အိမ်ကြီးကရိုင်းရိုင်းသွားတယ်အဲ့လိုရိုင်းပြီးတော့တိုက်ကြီးကလှုပ်နေတယ်ဒါပေမဲ့အဲ့လိုပြိုမယ်မထင်တော့သူများကြီးကစဉ်းပြေတယ်ကျမကတော့ထိုင်နေရဆရာဟာသားလေးကဒီထဲဝင်သွားရင်ငါရဲ့အဖေအမေကဝင်သွားရင်ပြန်ထွက်လာတဲ့လူတွေဆိုလို့ရှိရင်လည်းဆရာရဲ့ဟို ကန်တရားကြီးတော့ဘယ်ရှိဘွားရဲ့ရေစက်ကြောင့်သူတို့မှအသက်ရှည်ပြီးတုံးလေးရက်ကိုပြန်ထွက်လာတယ်လေဘယ်ဘယ်လိုရှေ့ရဝစ်ကြွေးကြောင့်မြန်ဝင်တယ်လေအဲ့လိုလေးဖြစ်ပြီးကျမဟိုအယူတယောက်လို့ပြောဆရာရဲ့အဲ့လိုကြီးကိုဖြစ်မိပါတယ်ဆရာဒီငရင်ကြီးကလည်းဘယ်တော့လာမယ်ဆိုပြီးပေါ်လာတာမဟုတ်ဘူးဂျုံးဆိုပေါ်လာတာဘသူမှဒီရာသီဥတုကိုဘသူမှသိနိုင်နေမရှိဘူးမရှိတဲ့ခါကျမှပေါပပပဖြစ်ရမှာလေးလေးဆိုလူတွေစိတ်လေးဆင်းရဲတယ်ညကျရင်လာမယ်ဘယ်တော့လဲဆိုတော့တောက်ကရီများတဲ့ခါကျတော့ဆရာရဲ့အဲ့လိုချိတ်ချောက်တဲ့စကားတွေတော့ဟို မဟုတ်တဲ့စကားတွေကိုမပြောမိဖို့ဒီကနေပြီးတော့ကျွန်မတောက်မှန်ကျင်ပါလေဆရာမာလစီယာဟိုကပိုင်လူမှုဝန်ထမ်းမှာယောဂဖို့ဖွားတွေယောဂသင်တန်းပြပေးနေတယ်ပရိုက်တာ เนาะအပြင်မှာလည်းဟိုလက်ကနေပေါ့เนาะအဲတင်းတန်းလေးတွေပြပါတယ်အာပြခဲ့ဆိုတော့ pride ကြတော့ဆယ် pride ဆိုတော့အများကြီးပဲကွင်းတွေမှာကျွန်မလိုက်ပြဘူးတယ်ဟာမဟာပနူလာပန်းညံမှာလည်းပြတယ်အင်းရကန်အညံမှာဆိုပြ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 ယောဂပြပြယောဂဆိုပြတယ်။နောက်လှိုင်တို့ပါအင်းစိန်တို့အင်းစိန်ပန်းညံတို့ကျွန်မရှောက်ပြပြပါတယ်။ kick off. အော်တမိုင်းလည်းပတ်သက်တာဆိုရင်ကျမဒီယောဂအားကစားမျိုးစုံတော့လေ့တင်ပူတယ်ဆရာဒါမျိုးကျမတို့အသက်အရွယ်နဲ့ စိတ်ပိုင်းဆိုင်ရာပေါ့စိတ်ဒေါသကြီးရဲ့လူတွေအတွက်ဆိုရင်ဟောယောဂရန်နှစ်တက်ဖို့ကောင်းပါတယ်ယောဂတရားထိုင်တဲ့ဘက်ကလည်းသွားတယ်နောက်စိတ်ငြိမ်သွားတယ်စိတ်ကဒေါသကြီးရဲ့အချိန်မှာတရားမှတ်တယ်လို့ပဲသူကယောဂပညာမှာဟော တင်ဟိုခနာကိုအကျော်ချင်လေသူကပြေသွားတဲ့ကစိတ်ကိုဒီဒီအကစားထဲမှာထည့်ထားတဲ့အတွက်ကြောင့်စိတ်တည်ဒီဘယ်မှမမြောက်ဘူးနောက်ပြီးနူးညံ့တိမ်မွေ့အောင်အာပြောဆိုလေးရဆိုတော့ကျွန်မတို့ယောဂမှာပါလာတဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့ကျွန်မတိမ်မွေ့နူးညံ့လာသလိုကျန်းမာရေးလည်းယနေ့အထိကျွန်မမှာငငယ်တဲ့ကနှလုံးသွေးကြောကျင်းလာလေဘာယောဂမှာမရှိပါဘူးဆရာစာပေမှာကကြစာပေကကလေးဘွားတွေကစာပေကိုကျွန်မချစ်တယ်ဘာလို့လဲဆိုရင်ဖွင့်ရတာစာရွက်ဒဏ်ရာရေးသလိုရင်ဖွင့်ရတာစာထဲမှာပဲဒဏ်ရာရေးသလိုဟိုလို စာပေကိုကျွန်မချစ်တယ်အခုရေးတာကစာပေရေးဖို့မဟုတ်ဒီလိုရေးချင်ရင်ရေးချင်ရင်လည်းဒါလိုပေါ့ဆရာတို့လိုတတိပြီလူတွေဆက်တွေ့လေးပြစာထဲမှာစာဆောင်တွေထဲမှာစာအုပ်တို့ဝတ္ထုတွေထဲမှာထည့်ပါဆိုကျွန်မထည့်တာတော့စာအုပ်ကိုဟိုဟုတ်36ကြီးဆရာ ။အော်ရောက်ရောက်ခဲ့တဲ့ဆရာဒါပေမဲ့ငငယ်လေးကအဲ့လိုမျိုးဒီလိုငငယ်လူတွေသေးတာအဲ့လောက်ကြီးဖြစ်တာကိုမကြားဘူးပေါ့နော်မကြားဘူးကြုံလည်းမကြုံဘူးတော့လက်ရှိမှာပဲကျမကတုံးတက်အပေါ်မှာထိုင်နေတယ်အိမ်ကြီးကရိုင်းရိုင်းသွားတယ်အဲ့လိုရိုင်းပြီးတော့တိုက်ကြီးကလှုပ်နေတယ်ဒါပေမဲ့အဲ့လိုပြိုမင်းမထင်တော့သူများကြီးကစဉ်းပြေတယ်ကျမကတော့ထိုင်နေတယ်ဆရာအာဘဟုသူတာလည်းမရှိတာပေါ့ဒီလိုမျိုးလည်းမကြုံဘူးတဲ့အတွက်ကြောင့်ထိုင်နေခဲ့တယ်အခုဒီလိုလည်းဖြစ်သွားရောဒီလိုမျိုးတနေ့တနေ့ကြီးရှိပါလားလူတွေလည်းသေးပါလားဆိုတော့ ပူဆွေးတော့ကတနေ့လုံးနဲ့ထွန်းထွန်းစားနိုင်လို့ဆရာအခုထိကျမတို့ကပြောလိုက်လို့ရှိရင်မြေကြာကျင်တယ်ဘာလို့ငါသားလေးတာဒီတဲဝင်သွားရင်ငါရဲ့အဖေအမေတာဝင်သွားရင်ပြန်ထွက်လာတဲ့လူတွေဆိုလို့ရှိရင်လေဆရာရဲ့ဟို ကန်တရားကြီးကဘယ်ရှိဘွားရဲ့ရေစက်ကြောင့်တို့မှအသက်ရှိပြီး၃လရက်ကိုပြန်ထွက်လာတယ်လေဘယ်ဘယ်လိုရှေ့ရဝစ်ကြွေးကြောင့်မြန်ဝင်တယ်လေအဲ့လိုလေဖြစ်ပြီးကျွန်မဟိုအယူတယောက်လိုဘောဆရာရဲ့အဲ့လိုကြီးဖြစ်မိပါတယ်ဆရာအော်ဟောင်းနေတာပါဆရာရဲ့ကျွန်မတို့တွေမမွေးခင်တွေကဒီဖျားစီဒီဘိုးတွေတက်တက်မဲ့ကိုပကံညာဦးတို့မန္တလေးတို့စကိုင်းတို့ဆိုတာဒီဖျားတွေကလူတည်းနဲ့တည်းတည်ထားတယ်လို့ကျမတို့ငငယ်တဲ့ဘိုးဘွားတွေကပြောထားတာလေကျမတို့ကယုံနေအဲ့တခါကျကိုးပွေတာဒီလိုမျိုးတွေဖြစ်သွားတဲ့ခါကျတော့ပြန်လို့ရတဲ့ပြန်ပြီး ဖျားတက်ရတဲ့ခါနဲ့အရင်ကရှေးဟာရှေးတုန်းကတဲ့တဲ့ဖျားနဲ့မတူတော့ဘူးเนาะခန်းစားချက်အခုကကျွန်တော်တို့မြန်မာနှလုံးသားတွေကတကယ်တမ်းကျရင်မြင့်မြတ်တယ်ဆရာပြေးသွားတယ်နိုင်ငံသားအဖွဲ့တွေမလာသေးပေမဲ့သူတို့သွားပြီးတော့ကုညီကြတဲ့ဆွဲခါကျတော့ပြန်ပြီးတော့ဖျားတက်နိုင်မယ်လို့စိတ် စိတ်ထဲမှာတိရဆရာဒါပေမဲ့တော့ဝမ်းနေတယ်ဆရာကိုယ်လုံးဆုံးသွားတဲ့ထဲတော့မပါဘူးဆရာနည်းနည်းပါးပါးလေးပါတဲ့အထက်ကြောင့်ကျမကအဖွဲတွေအဖွဲတွေမှာအမမကျမကအဖွဲတွေအများကြီးရှိရဆရာဟိုယောဂအဖွဲရောအားကစားအဖွဲကျမတို့လေရင်ပေါ့နော်မြို့သားလေရင်ဘူးဆိုတော့သူတို့အဖွဲတွေရောအဲ့လိုမျိုးတွေအဖွဲတွေအဖွဲတွေမှာကျမတို့တက်နိုင်သလောက်လေးလှူပြီးတော့ကျမထည့်တယ် ြီးလို့ရှိရင်ဒီလူတွေအတွက်ကိုငါဘာလုပ်ပေးရမလဲဘလို့တက်လို့ရမလဲဆိုတာကိုအများတိုင်းတွေးတယ် TV ဆိုဖြည့်ပြီးတော့ဟိုတနေ့အထိကျမသွေးပေါင်ကျသွားတဲ့ကျတော့တီမာလေတော်တီမာဆိုရဲဆေးတောင်တောက်ရတဲ့အဖြစ်ဖြစ်လို့ခဏပိတ်ထားရင်မကြည့်ဘူးဒါပေမဲ့ကျမကိုယ်တိုင်တက်ဖို့ရွယ်ထားပါတယ်ဆရာ သတင်းတုသတင်းမဆရာသတင်းတုတွေကကြတော့လာတော့မယ်လာတော့မယ်နောက်နောက်လိုင်းလာအောင်မယ်အလှုပ်တော့မယ်လှုပ်တော့မယ်လူတွေဆင်းပြီးရအဲ့ဒါတွေကသတင်းတုသူများကိုစိတ်ဆင်းရဲပေါ့သတင်းမှန်ကတော့ကျမရဲ့တူမတယောက်နေပြီးတော့မှပါတယ်နေပြီးတော့မှရဲဌာနတွေ ပါတယ်တကယ်ပြိုသွားတယ်သူမလေးရဲအုပ်ပဲလမ်းဘေးမှာလက်ရှိအိတ်ညားရဆရာနောက်ပြီးညားဘက်ဆိုရင်အဲ့လိုမျိုးဖြစ်နေတဲ့အထက်မှာတခိုးတွေလာတယ်ဘယ်လိုတခိုးလာလဲတော့မသိအိတ်ရအောင်ပြည်သူလူထုကချိန်ချောင်းဟိုအချောက်ချိန်ချောက်ခံရတာပေါ့စိတ်တရားလည်းတော့ကရမယူသေးစကားဟိုသူတို့လမ်းဘေးအိတ်တော့ဟိုပေါ့လေးသွားတာတော့ဖုန်ကြီးကြောင်းတွေပါလေသွားရဆရာရဲ့အဲ့အချိန်မှာအဲ့ဒီလိုပေါ့ဟို ဘယ်ဘယ်လှိုင်းရလာအောင်မေဘယ်တော့လာအောင်မေဆိုကျွန်မပြောချင်တာအခုလေဒီငရင်ကြီးကလည်းဘယ်တော့လာမယ်ဆိုပြီးပေါ်လာတာမဟုတ်ဘူးဂျုံဆိုပေါ်လာတာဘသူမှဒီရာတိဥတုကိုဘသူမှသိနိုင်နေမရှိဘူးမရှိတဲ့ခါကျမှပေါပပပဖြစ်ရမှာလေးလေးဆိုလူတွေကစိတ်လေးဆင်းရဲတယ်လမ်းဘေးလည်းနေရတယ်အိမ်မတက်မှနေတဲ့ခါကျတော့ချင်းချောက်နေတယ်ဘယ်တော့လဲညကျရင်လာမယ်ဘယ်တော့လဲဆိုတော့တောက်ကရီများတဲ့ခါကျတော့ဆရာရဲ့အဲ့လိုချင်းချောက်တဲ့စကားတွေဟိုတော့ဟို မဟုတ်တဲ့စကားတွေကိုမပြောမိဖို့ဒီကနေပြီးတော့ကျွန်မတောက်မှန်ချင်ပါလေဆရာ။အော်ခန်းစားရဆရာခန်းစားရဘယ်လိုခန်းစားလဲဆိုတော့ဖြစ်နိုင်လို့ရှိရင်အဲ့လူတွေနဲ့သွားပြီးတော့ကျွန်မဆက်ဆက်တွန်းပလိုက်နေဆရာ။နော်ရိုက်ချက်ပြီးတော့လှုပ်ပလိုက်ပြီးပါဆက်ပါဆက်လေးတစ်လုံးကလူတယောက်တည်နိုင်နေဆရာ။နော်လူတယောက်မို့တတိုင်းပြေလုံးတည်နိုင်နေဒီပါဆက်ကဟုတ်တာပြောရင်ဟုတ်တာပြောလို့ ဒီတယောက်ရဲ့ဟိုအအင်အားတွေရသွားမှာတဲ့ဟုတ်တာပြောပြီးအင်အားတွေဆိုအခုနိုင်ငံသားကလာကူနေတယ်သူကျမတို့တွေဝမ်းသာပါလေဆရာဒါပေမဲ့နိုင်ငံသားမလာခင်မှာကျမတို့ဗုဒ္ဓဘာမြန်မာတွေကအရှင်ဆုံးပြေးကြတာအဲ့ဒါလေးကြာအခုကြာတော့နိုင်ငံသားကလာတယ်နိုင်ငံသားပစ္စည်းတွေကောင်းနိုင်ငံသားကပစ္စည်းတွေကောင်းလို့ဆိုတဲ့အခါမှာကျမတို့ပရိုက်တာဗမာတွေအားရောက်သွားမယ် ပထမသူတို့မှာဘာလက်နဲ့မရှိပြီမဲ့သူတို့ရဲ့နှလုံးသားကရောက်ကူမဲဆိုပြီးတော့ဗမာတွေကလည်းသွားတယ်သူများတွေလိုပဲနိုင်ငံသားကလူတွေလာကူတယ်ဝမ်ကျေးဇူးတင်ပါတယ်အဲ့လူတွေကစားနေတောက်နေတာလေးကိုပဲအော်မလေးသူတို့ဟိုနိုင်ငံမှာမစားဘူးဆိုလူတွေရဲ့ဟိုစိတ်တက်လေးတွေမြင်ရတယ်ကျမတို့ဗမာတွေကဘာစားလဲလမ်းပြမှာသူတို့ပဲစားရတယ်လေအဲ့တော့အမေကျော်တွေးတော်လွန်တာတွေလည်းဟိုနည်းနည်းဆော့ပါလို့ကို့ဗမာရေကို့ဗမာကိုချစ်ပါကို့ဗမာသူဗမာပြမဖြစ်ရဖြစ်ရလဲဂုံယူပါကျမတို့တနိုင်ငံနဲ့ဒီလိုလေငွေငေးလေးငလေးလှောက်တာမဟုတ်နိုင်ငံပေါင်းစုံဖြစ်နေတဲ့အတွက်ကြောင့်ဘသူဘယ်ဝါမ လည်းမချဘဲနဲ့ဟိုဘယ်လိုခေါ်မလဲကိုယ့်ပြည်သူတွေကိုပဲညှဉ်းညွတ်ကြပါလို့ပြောချင်ပါလားဆရာအခုကတော့ဆရာရဲ့လူတိုင်းလည်းသိသွားပြီကျွန်တော်တို့နိုင်ငံတော်လူကြီးတွေလည်းသိပြီနောက်အင်ဂျင်နီယာတွေနောက်ဆောက်လုပ်ရေးအင်ဂျင်နီယာတွေအကုန်လုံးသိရင်စေတနာလေးထားမယ်ဆိုရင်ဆောက်လုပ်တဲ့နေရာမှာလည်းဆရာရေကိုတိုင်ရမယ်မြေကိုတိုင်ရမယ်ဘလောက်ခံနိုင်လဲအဲ့မှာရေတုဘလောက်ရှိလဲမြေတုဘလောက်ရှိလဲအဲ့လိုတိုင်ပြီးတော့မှဆောက်အခုတော့သူတို့ကပေါ်ပီလေးတွေဆောက်လိုက်တဲ့အခါကျတော့ဖြစ်တယ်အခုကျွန်တော်တို့တန်မိုးနဲ့အင်ယာတွေရှိရဆရာကြားဘူးတယ်နော်တန်မိုးတွေတန်မိုးနဲ့အင်ယာတွေမှာကျတော့အခုမပြူဘူး တခြားစောက်ထားတာလေစီမင်းကဟိုအနေရမယ်အိုးအိမ်ကစောက်တာအခုကကြတော့ဆရာရဲ့ဘလို့ဖြစ်နေလဲဆိုတော့သူတို့ကွန်ထိုးတွေပေါ့ဘလောက်ဘလောက်ကွန်ထိုးကျွန်တော်တို့ဆိုလဲဖုန်းဆက်တယ်ကွန်ထိုးလာကြည့်ပါကွန်ထိုးလာကြည့်ကမန်ကရန်စောက်ကြပြီးတော့စေတနာလည်းမပါဘူးကိုမြန်ကိုသူတို့ပြောလိုက်ရင်တော့နိုင်ငံတော်ချစ်တယ်ချစ်တယ်လို့ပြောပြီးအဲ့နိုင်ငံတော်ချစ်တယ်ဆိုတော့အင်ဂျင်နီယာအချို့လည်းမပြောရဲပါနဲ့အင်ဂျင်နီယာဆိုတော့စောက်လို့ ပုတ်နင်းတော့လွယ်လွယ်နဲ့ဆောက်လိုက်တဲ့အတွက်ကြောင့်ဒီပြည်သူလူထုတွေတည်တာအဲ့ဒါအောင်နောက်တတိထားပြီးဆောက်ပါနောက်ပြီးတော့အခုဆိုရင်နိုင်ငံတော်ကြီးကဲများကလည်းဒီလိုဖြစ်တယ်ဆိုရင်နိုင်ငံသားကနေပြီးတော့ခွေးလေးတွေကအစာသူမွေးပြီးတော့တင်ထားတယ်ပစ္စည်းတွေကဒီလိုဖြစ်ရင်ဘာပစ္စည်းတွေဘလို့ဆိုတော့နိုင်ငံတော်ကြီးကဲများကလည်းဒါလေးတွေကိုသူတို့စီမံမယ်လို့ထင်ပါတယ်ဆိုတော့တို့တွေလည်းစိတ်ထားကောင်းတဲ့အတွက်ကြောင့်တို့စီမံမယ်လို့ထင်မှထင်ပါတယ်ဆရာအင်ဂျင်နီယာလိုအပ်ချက်ကအင်ဂျင်နီယာကလည်းလိုအပ်ချက်သူသိမယ်ရေးကြည့်တာ contract ပေါ့ဆရာ န်ထရိုက်ကတော့သူကတော့ဒီလိုဆောက်တယ်သူလည်းမြက်မယ်အင်ဂျင်နီယာလည်းဆောက်လို့ရင်ပြီးရောစေတနာနဲ့အမှန်မှန်အင်ဂျင်နီယာဒီလိုရှိတယ်ဒီလိုရှိအင်ဂျင်နီယာအတော်ဆုံးပဲဆရာအင်ဂျင်နီယာတီးလို့ပြောရင်ဒီကန်ထရိုက်နဲ့ညှိလို့ရတယ်အဲ့တော့ကန်ထရိုက်နဲ့ညှိလို့ရတာလားကန်ထရိုက်ကလည်းဒီလောက်နဲ့ပဲရပါတယ်ဒီလောက်နဲ့ပဲဆောက်ပေးပါလို့ပြောသွားတာလားအင်ဂျင်နီယာကလည်းသူ့ကိုလူမငားမှာဆိုလို့ဒီလို contract ပြောသလိုပဲစောက်တာလားဒါမှမဟုတ်နားမလဲတဲ့ engineer တွေပဲစောက်တာလားဆိုတာတော့သူတို့အသိဆုံးမှာဖြစ်မှာမဆရာ ျမကိုယ်တိုင်လည်းဘယ်လိုဖြတ်သန်းတယ်လို့ပြည်သူလူထုကိုလည်းအဲ့လိုပဲဖြတ်သန်းနေမှာလေဆရာကျမတို့အကုန်ပြန်ခဲ့တဲ့လူရောအခုလိုပေါ့ဟိုဆုံးသွားတဲ့လူတွေတဲမှာမလင်းငါရက်ကြဘိုက်ကြီးတွေပြန်ထွက်လာတယ်ကလေးလေးတွေပြန်ထွက်လာတယ်သူတို့ဒီဘယ်လိုအတိတ်ဘဝကကောင်းတဲ့ကုသိုလ်ရှိတယ်လဲယခုဘဝမှာဘယ်လိုကောင်းတဲ့ကုသိုလ်တွေရှိလဲဆိုတော့ကျမတို့ဖျားဟောတဲ့မှာအာပုံပုံနေခေါ်တာအမြဲဖတ်ပါတယ်ဖတ်ရတဲ့အတွက်ကြောင့်အခုဒီတကြံတို့ကလာခုံလာဆိုနိုင်ငံတော်အကြီးအကဲတွေကလည်းသူတို့ချော့လိုက်ပြီနော်ချော့လိုက်တဲ့အခါကျကျမတို့ကတော့ဟိုတရားဓမ္မပဲတောင်းတယ် ဖုန်းကြီးကြောင့်မသွားနိုင်ရင်အိမ်မှာပဲဒီဒါယူနေမယ်ဗျာမဆရာဘာဖြစ်လို့လဲဆိုတော့ ဘယ်ချိန်သိမယ်မင်းမသိဘူးဘယ်သူတို့ကတော့ကြည့်ရကျမလည်းဘယ်ချိန်သိမယ်မင်းမသိတဲ့အတွက်အစင်းသိကိုကကုသိုလ်ကောင်းမှုလုပ်ထားတဲ့ဆိုလို့ရှိရင်အချိန်မီရေးသိရတယ်အဲ့ဒါကြောင့်ကျမတို့ဒီတရားနဲ့ဖြတ်တတ်မယ်အဗုဒ္ဓဘာသာရေးဟိုဘုန်းကြီးကျောင်းမှာဖြတ်တတ်မယ်ပြည်သူလူထုအသက်ငယ်တဲ့ကလေးတွေတော့မပြောဘဲနဲ့အသက်ကြီးတဲ့ကလေးလေးတွေပေါ့နော်အသက်ကြီးတဲ့လူကြီးတွေဆိုရင်တရားဓမ္မလေးနဲ့ကြော်မွေးပါလို့အသက်ကြီးအသက်ငယ်တာမဟုတ်ဘူးကျမတို့အသက်ကြီးရဲ့လူလဲသိဆုံးနိုင်တယ်လို့မူကြောင်းကလေးလေးတွေလည်းအဲ့ထက်မှာအုပ်စုလိုက်ပါသွားတာဒါလေးကိုညံရှိလို့ကြည့်လို့ရလို့ရှိရင်တရားဓမ္မ လေးနဲ့ဖြတ်တန်းကြပါလို့ကျွန်မပြောချင်ပါတယ်ဆရာဟုတ်ကဲ့အားလုံးစိတ်ချမ်းသာကိုချမ်းသာသာကြပါစေကျွန်မကျွန်မစိတ်ချမ်းသာလို့ပြည်သူလူထုတွေစိတ်ချမ်းသာပါတယ်ပြည်သူလူထုစိတ်ချမ်းသာလို့ကဘာသူကဘာသားတွေစိတ်ချမ်းသာပါစေစိတ်ချမ်းသာအောင်တရားဓမ္မများနဲ့အများကြီးလုပ်ပြီးတော့ကုသိုလ်ကောင်းမှုလေးနဲ့လုပ်ကြရအောင်လို့ကျွန်မမြတ်တာပို့ဆုတောင်းလိုက်ပါတယ်ရှင်